မင်္ဂလာပါရှင်ရှဲကောမီဒီယာကကြိုဆိုပါရစေ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်လိုင်လင်ခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းစင်းကြီးစုဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အရှိလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဗိုလ်ချုပ်မျိုးမင်းထံတာဝန်ရှိသူများနဲ့အတူမတ်လ25ရက်နနက်၈နာရီကရှမ်းပြည်နယ်တောင်ပိုင်းလိုင်လင်မြို့အဝင်တွင်တဘာဝဗေဒန်ကြောင့်ရေကြီးရေရှမ်းဖြစ်ပွားပြီးရေဝတိနေရာများဖြစ်သည့်မိုင်1931မှ1933အထိမြေသားတာပေါင်းတိစောက်ခြင်းလုပ်ငန်းကွင်းသို့ကွင်းစင်းကြီးစုစစ်ဆေးရာ ။ရိုင်လင်မြို့နယ်လမ်းဦးစီးဌာနမှာလက်ထောက်ညင်ကြားရေးမှူးဦးစောကျော်သူဝင်နဲ့နေမင်းအောင်ဆောင်လုပ်ရေးကုမ္ပဏီမှာတာဝန်ရှိသူတို့ကလမ်းထိစောက်ပြီးစီမှုအခြေအနေများနဲ့ပတ်သက်၍ရှင်းလင်းတင်ပြကြပါရယ်။အဆိုပါမြေသားတာပေါင်းတိဆောက်ခြင်းနဲ့ပတ်သက်၍ဖြင်းနေဝင်ကြီးချုပ်ကလာမည်မိုးရသည့်ကာလအတွင်းလမ်းပိတ်ဆို့မှုများမဖြစ်ပွားစေရန်လုံခြုံရေးအမြန်ပြည်စည်းရေးနှင့်ခရီးသွားပြည်သူများလမ်းခရီးတွင်ချုံမွေစွာဖြင့်အဆွေပြေစွာသွားလာနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ ။အဲဒီနောက်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့သည်ပင်လုံမျိုးမြစ်တာအေးရဲ့ပရာဟီတာနာယကကျောင်းဆောင်တဲ့သူတွားရောက်၍မန်ဆူဆေရတော်ဗတ်ထန်တာဒေါက်တာပုံညာနန္ဒာအခမဟာဂန္ဓဝါစကဗန္ဒီတာအခမဟာတတမဇောတိကတစာအခမဟာ ကမဌာနာစရိယာဆရာတော်အား ဖူးမြော်ကြည်ညို၍လူပွဲဝတ်ထုဖြစ်စီများနဲ့နဝကမအလူဝင်များဆက်ကလူရန်ပေးကြပြီးចောင်းဆောင်တဲ့ရှိတွင်ဆရာတော်အမှုပြု၍ပြည်내ဝင်ကြီးချုပ်တိုင်မှုနဲ့တာဝန်ရှိသူများကကံကောတပြေခရေချယ်ရီတပြေဘူးတာကျူလက်စိန်ပန်းပြပန်းများစိုက်ပြခဲ့ကြပါတယ်ဆက်လက်၍ပြည်내ဝင်ကြီးချုပ်နဲ့ဖွဲ့သည့်ပင်လုံးမျိုးမဟာရထာပိတာမက်ဂီစီဒီတော်၏ခေတနာကံတော်တွင်တည်ဆောင်မိအပန်းပြေနေရ view point နဲ့ we love ပင်လုံးရှုခင် ာအစာအုံနဲ့ပင်လုံစာချုပ်ကြောက်တိုင်းပြည်တော်စုကြောက်တိုင်းဝင်ရတွင်စိန်လန်းတာယာလာပါစီရဲ့အတွက် အရေးရသည့်ပင်ပန်းများစိုက်ပျိုးမိနေရများကို လိုက်လံကြည့်ရှုခဲ့ကြောင်းသိရပါတယ်။အဲဒီမှာတစဉ်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့သည်လိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ခရိုင်စင်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲသို့တက်ရောက်၍ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကလုံခြုံရေးကိစ္စရပ်များကိုအားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်သက်ဆိုင်ရာဌာနများကလည်းထူးခြားဖြစ်စဉ်တင်ရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသတင်းပေးပို့နိုင်ရန်လိုအပ်ပါကြောင်းလုံခြုံရေးကိစ္စရပ်များကိုစီမံချက်ချမှတ်ဆောင်ရွက်ရန်နှင့်အမျိုးသားရေးတာဝန်တရအနေဖြင့်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းတရားမဝင်ကုန်သွယ်မှုများကိုလည်းဌာနဆိုင်ရာများအနေဖြင့်ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးရန်နှင့်မူရစေဝါကိစ္စရပ်များကိုလည်းတားဆီးကာကွယ်ရေးအတွက်လည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းစိုက်ပျိုးရေးကဏ္ဍတွင်လည်းအောင်မြင်အောင်ကြိုးစားပေးကြရန် စိုက်စလန်အားအထွတ်တိုးအားကောင်းမွန်စေရန်အတွက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းမွေမြေကဏ္ဍတွင်လည်းဒေတာဝန်စာဖူလုံးရေးအတွက်ဆောင်ရွက်ပေးနိုင်ရန်သက်ဆိုင်ရာဌာနများကဝိုင်းဝန်းဆောင်ရွက်ပေးကြရန်တာဝန်ရှိပါကြောင်းသက်တော်ကဏ္ဍတွင်လည်းတအုပ်ဓမ္မစိုက်ခင်များလမ်းမေးဝဲရများတွင်တစ်ပင်စိုက်ပျိုးပေးကြရန်သက်ဆိုင်ရာဌာနများအားလိုက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းမှာကြားခဲ့ပါသည် ၎င်းနောက်အရှိလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘူချုံမျိုးမင်းထုံးကလုံခြုံရေးကိစ္စရပ်များနဲ့ပတ်သက်၍၎င်းခိုင်စီမအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးကြည်မြင့်ကရွန်လင်ခရိုင်အုပ်ချုပ်ရေးစီးပွားရေးလူမှုရေးဆိုင်ရာချက်လက်များကိုရှင်းလင်းတင်ပြကြပြီးတက်ရောက်လာသည့်ပြည်내ဝင်ကြီးများပြည်내ဆိုရဖွဲ့အတွင်းမှခိုင်စင်ဌာနဆိုင်ရာများကအထွေထွေကိစ္စရပ်များကိုတင်ပြဆွေးနွေးခဲ့ကြရာပြည်내ဝင်ကြီးချုပ်ကဒေတာဖွံ့ဖြိုးရေးအတွက်ဝိုင်းဝန်းစူးစမ်းပေးကြရန်ဌာနများကစူပါအပြင်ဆောင်ရွက်ပေးကြရန်ဖြည့် ွဲဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါတယ်။အဲဒီနောက်ဖြင်းနေဝင်းကြီးချုပ်သည်လွယ်လင်းမြို့နယ်အတွင်းအိမ်ခစ်ကြီးရွာနှင့်ခေါင်းနယ်ကြီးရွာအိမ်ယာသစ်မြေနေရာချထားရေးအကွက်ချထားမှုအခြေအနေများကိုကြည့်ရွေလိုအပ်သည့်များကိုတာဝန်ရှိသူများအားဖြေဆွမှာကြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်၍ဖြင်းနေဝင်းကြီးချုပ်နှင့်အဖွဲ့သည်လွယ်လင်းခရိုင်မိုင်းပွန်မြို့ရှိဆောင်ပေပုံမြို့တန်ပွား၁၀ဧကစိုက်ခင်းသို့ရောက်ရှိရာလွယ်လင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးရရရှိဦးသိန်းဝင်းကမြို့စပါမြို့ပေပုံနှင့်တင်း နံကာကွယ်ရေးအတွက်အသုံးပြုသည့်ပစ္စည်းများနဲ့ပေးပို့ဆိုင်ပြုမှုအခြေအနေများကိုရှင်းလင်းတင်ပြရာပြည်내ဝင်ကြီးချုပ်ကလိုအပ်သည့်များကိုဖြည့်ဆွတ်မှာကြားခဲ့ပြီးပေးပို့ဆိုင်ခင်အားလည်လည်ကြည့်ရှု၍တောင်းသူများ၏လိုအပ်ချက်တင်ပြမှုများအပေါ်သက်ဆိုင်ရာဌာနများနဲ့ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်